ရှမာကုခရဝင်အခန်းကြီး14အငယ်1မှ82ထို့နောက်နှစ်ရက်လွန်လျှင်ပတ္တခအစုမပွဲရှိ၏ယေဘရဟိတ်အကြီးတို့နှင့်ကျမ်းပြူဆရာတို့သည်ကိုရောကိုအဘယ်သို့ပရိယေအားဖြင့်ဖန်ဆီး၍တက်ရအံ့နီးဟုရှာကြံကြ၏သို့တော်လေလူများတို့သည်ယုံရင်ခတ်ဖြစ်မိကိုစိုးရိမ်၍ပွဲနေ့တွင်မပြုတ်နှင့်အောင်ဟုပြောဆိုကြ၏ ဘေတနိရွာတွင်ရှိမုံအမိရှိသော လူနူဤအိမ်၌ကိုရောရှိတော်မူသည်ဖြစ်၍မိမတယောက်သည် အဖိုးများစွာထိုက်သောနာဒုစီမွေးစစ်နှင့်ပြည့်သောကြောက်ဖြူခွက်တစ်လုံးကိုယူခဲ၍ကိုရောသည်စပွဲနားမှလျှောင်းတော်မူစဉ်ကြောက်ဖြူခွက်ကိုခွဲပြီးမှခေါင်းတော်ပေါ်၌တွန်းလောင်းလေ၏ အချို့တို့သည်ဒေါသစိတ်ရှိသည်ဖြစ်၍ထိုစီမွေးကိုအပေကြောင့်အကျိုးမဲ့ဆုံးစေသည်နိဒီနာရီ အပြား300မကသော အဖိုးနေရောင်း၍စင်းရဲသောသူတို့အားပေးเสียကောင်းသည်ဟု ဆို၍ထိုမိမ့်မကိုအပြစ်တင်ကြ၏ယေရှုကလည်းထိုမိမ့်မကိုရှိစေတော့အပေကြောင့်နှောက်ရက်ကြသည်နိသူသည်ငါ၌ကောင်းသောအမှုကို ပြုပြီးစင်ရဲသောသူတို့သည်ပင်တို့၌အစဉ်ရှိကြ၏ သင်တို့အလိုရှိသည့်အတိုင်းသူတို့အားကျေးဇူးပြုနိုင်၏ငါမူကားသင်တို့၌အစဉ်ရှိသည်မဟုတ်ဤမိမသည်တတ်နိုင်သမျှပြုပြီးငါအလောင်းကိုတကြိုမီဟုပြင်ဆင်ခြင်းငါငါကိုကို စီမွေးနှင့်လူးနှင့်တည်းငါအမှန်ဆိုသည်ကားဧဝံဂေလိတရားကိုမြေတပြင်လုံးတွင် ဟောသော အရရတ်တို့၌ဤမိမကိုအောက်မေ့စရာဖို့သူပြုသောဤအမှုကိုကြားပြောရကြလက်တန်းဟု မိန့်တော်မူ၏ ထိုအခါတပည့်တော်တကြိတ်နှစ်ပါးအဝင်ဖြစ်သောယုဒရှကာရုတ်သည် ကိုရောကိုအပ်ခြင်းကယိပရောဟိအကြီးတို့ထံသို့သွားလေ၏ထိုသူတို့သည်ကြားလျင်ဝမ်းမြောက်သောစိတ်ရှိ၍ငွေပေးမိဟု ဝန်ခံကြ၏ထို့နောက်အစဉ်တင့်သော အချိန်ကာလ၌ကိုရောကိုအဘဲသို့အပ်ရမည်နည်းဟုရှာကြံလျက်နေ၏ပတ္တခာတို့တငယ်ကိုတတ်သောနေ့ဒီဟုသော အစုမပွဲ ပထမနေ့၌တပည့်တော်တို့သည် အထံတော်သို့ချင်းကပ်၍ ကိုတော်သည်ဘတ်တခါပွဲကိုစားတော်မူဖို့ရာအပေအရက်၌အကျွန်ုပ်တို့သည်တွား၍ပြင်ဆင်စေခြင်းကအလိုရှိတော်မူသည်နိဟုမေးလျှောက်ကြတော်ကိုတော်သည်တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ်၍တင်တို့သည်မြို့ထဲသို့တွားကြရေအိုးဆောင်တော်သူကိုတွေ့လိမ့်မည်ထိုသူနောက်သို့လိုက်၍သူဝင်သောအိမ်သို့ဝင်ပြီးမှ ငါသည်ငါတပေတို့နှင့်တကွပတ္တခါပွဲကိုစားရသောဧည့်သည်အခမ်းကအပေမှရှိသည်နီဆရာကမေးသည်ဟု အင်ရှင်ကိုပြောကြလောထိုသူသည်အသင့်ပြင်ဆင်လျက်ရှိသော အထက်အခမ်းကြီးကိုပြလိမ့်မည်ထိုအခမ်း၌ငါတို့ဖို့ပြင်ဆင်ကြလောဟုမိန့်တော်မူ၏တပေတော်တို့သည်တွား၍မြို့ထဲသို့ဝင်လျင်စကားတော်အတိုင်းတွေ့၍ပတ္တခါပွဲကိုပြင်ဆင်ကြ၏ ညဦးရဲ့အချိန်ရောက်မှ တပည့်တော်တစ်ချိန်နှစ်ပါးတို့နဲ့အတူကြွလာတော်မူ၏။စပွဲ၌လျှောင်း၍စားနေကြစဉ်တွင်ယေရှုကငါအမှန်ဆိုသည်ကသင်တို့အဝင်ဖြစ်၍ငါနှင့်အတူစားသောသူတစ်စုံတစ်ယောက်သည်ငါကိုအနံလိမ့်မည်ဟု မိန့်တော်မူလျင်တပည့်တော်တို့သည်ဝမ်းနည်း၍အကျွန်ုပ်လောအကျွန်ုပ်လောဟုတယောက်နောက်တယောက်အသီးအသီးမေးလျှောက်ကြ၏။ ိုရောကလည်းတကြိတ်နှစ်ပါအဝင်ဖြစ်၍ငါနှင့်အတူပကန်းတွင်၌တော်သူသည်ငါကိုအံ့နံလိမ့်မည်။ကျန်းစာလာသည့်အတိုင်းလူသားသည်တွားရမည်။သို့တော်လည်းလူသားကိုအံ့နံတော်သူသည်အမင်္ဂလာရှိ၏။ထိုသူသည်ဖွားမြင်ခြင်းကိုမခံရလျင် အနေသာ၍ကောင်းသည်ဟုမိန့်တော်မူ၏။ထို့အခါစားလျက်နေကြစဉ်တွင်ယေရှုသည်မုန်ကိုယူ၍ဂျေဇုတော်ကိုချီးမွမ်းပြီးမှမုန်ကိုဖဲ့၍ဤမုန်ကငါဤကိုဖြစ်၏ ယူ၍စားကြလောဟုမိန့်တော်မူလျက်တပည့်တော်တို့အားပေးတော်မူ၏ခွက်ကိုလည်းယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှသူတို့အားပေးတော်မူလျှင်ထိုသူရှိသမျှတို့သည်တောက်ကြ၏ကိုရောကလည်းဤခွက်ကပဒိညင်တရားတင့်နှင့်ဆိုင်၍လူများအဖို့အလိုငါသွန်းသောငါဤအသွေးဖြစ်၏ငါအမှန်ဆိုသည်ကဤစပြည့်ရေမျိုးအစ်စ်ကိုဖျားသခင်ဤနိုင်ငံတော်၌ငါမတောက်မီနေတိုင်အောင် ယခုမှစပြီးတပံငါမတော့ရဟုမိန့်တော်မူ၏ထို့နောက်တခြင်းဆိုပြီးမှတန်လွင်တောင်သို့ထွက်သွားကြ၏ထို့အခါယေရှုကလည်းစံစာလာသည်ကတိုးထင်းကိုငါရိုက်တက်၍တိုးတို့သည်ကွဲလွင်ရကြလိမ့်မည်ဟုရေးထားသည်နှင့်အညီယနေ့ညတွင်တင်တို့ရှိသည်မြသည်ငါကြောင့်စိတ်ပြတ်ကြလိမ့်မည်တို့တော်လေ ငါသည်ထမြောက်ပြီးမှသင်တို့ရှိဂါလိလဲပြည်သို့သွားမည်ဟုမိန့်တော်မူသော ပေတရုကဤသူရှိသမျှတို့သည် စိတ်ပြတ်ကြတော်လေအကျွန်ုပ်သည်စိတ်မပြတ်ပါဟုပြောလေ၏ယေရှုကလည်းငါအမှန်ဆိုသည်ကယနေ့ညတွင်ပင်ချက်သည်နှစ်ကြိမ်မတွင်မီတင်သည်သုံးကြိမ်မြောက်အောင်ငါကိုညင်းပယ်လိမ့်မည်ဟုမိန့်တော်မူလေပေတရုကကိုရောနှင့်တကွာတေးရတော်လေအကျွန်ုပ်သည်ကိုရောကိုမညင်းမပယ်ပါဟု ตา၍ခိုင်ခန့်သောစကားနှင့်ရှောက်ပြန်၏ထိုသူအပေါင်းတို့သည်လည်းထိုနည်းတူရှောက်ကြ၏ထိုအခါဂိတရှိမဲအရက်တို့ရောက်ကြလင်ကိုတော်ကငါစုတောင်းစဉ်တွင်သင်တို့သည်ဤအရက်၌ထိုင်နေကြလောဟုတပည့်တော်တို့အားမိန့်တော်မူပြီးမှပေဒရုယာကုပ်ယောဟန်တို့ကိုခေါ်သွား၍မိန်မောတွေ့ဝေခြင်းစိတ်ပူပန်ခြင်းတို့ရောက်တော်မူ၏ထို့အခါငါသည်တေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏ ဤအရက်၌စောင့်နေကြလောဟုတပည့်တော်၃ယောက်တို့အားမိန့်တော်မူ၍ထိုမှအနေငယ်လွန်ပြန်လျင်မြေပေါ်မှ ပြတ်ဝှက်၍အိုအဖခမီးတော်ကိုတော်သည်အလုံးစုံတို့ကိုတတ်နိုင်တော်မူ၏ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါတို့တော်လည်းအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့် ကိုတော်အလိုရှိသည့်အတိုင်းဖြစ်ပါစေသောဟု၍ထိုအချိန်နာရည်သည်မိမိနှင့်လွန်သွားနိုင်လျင်လွန်သွားပါမည်အကြောင်းဆုတောင်းတော်မူပြီးမှ ပြန်လာ၍တပည့်တော်တို့သည်အိပ်ပျော်လျက်နေကြသည်ကိုတွေ့တော်မူလျှင်ရှိမုံတင်သည်အိပ်ပျော်သလိုတနာဤခန့်မြစောင့်နေခြင်းကမစွမ်းနိုင်သလိုစုံစမ်းနှောက်ရခြင်းနှင့်ကင်းလွန်မီအကြောင်းဆုတောင်းလျက်စောင့်နေကြလောစေဝိညာဉ်ကစေတနာရှိ냐တော်လေကိုမူကအား내သည်ဟုပေတရုအားမိန့်တော်မူပြီးမှတဖန်သွား၍ရှေ့မွတ်ဆိုသည်ဤသူဆုတောင်းတော်မူ၏ ထို့နောက်တပည့်တော်တို့ရှိရာသို့ပြန်၍သူတို့သည် မျက်စိလေးလံသဖြင့်တဖန်အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူ၏သူတို့သည်အဘယ်သို့ရှောက်ရမည်ကို မသိကြသုံးချိန်မြောက်အောင် သူတို့ရှိရာသို့ပြန်လာလေယခုအိပ်ပျော်၍ငြိမ်ဝှက်စွာနေကြလော့အမှုလွန်ပြီလူသားကိုစိုးသောသူတို့လက်သို့အံ့နံရသောအချိန်ရောက်လာပြီထကြငါတို့သည်တွားကြကုန်အံ့ ငါကိုအနန္တောသူသည် ရောက်လာပြီဟုမိန့်တော်မူ၏ထို့သူမိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကြိမ်နှစ်ပါးအဝင်ဖြစ်သောယုဒရှကာရုနှင့်အတူယစ်ဘရောဟိတ်အကြီးစံပြူစရာ လူအကြီးအကဲများဆေလွတ်သောလူအစုအဝေးအပေါင်းတို့သည်ဓာနှင့်ဒုတ်များကိုကင်လျက်ချက်ချင်းလာကြ၏ကိုရောကိုအနန္တောသူကငါနန်းတော်သူသည်ယေရှုပင်ဖြစ်၏ ူကိုဖမ်း၍လုံခြုံစွာစောင့်သွားကြဟုထူထူတို့အားအမှတ်ပေးခဲ့သည့်အတိုင်းသူသည်ရောက်လျင်ကိုရောရင်းတို့ချစ်ချင်းချင်းကပ်၍အရှင်ဖျားအရှင်ဖျားဟုဆိုလျက်နန်းလေ၏ထိုသူတို့သည်လာ၍ကိုရောကိုဆွဲကင်ဖမ်းစည်းကြ၏အနား၌ရက်နေသောသူတစ်ယောက်သည်ဓားကိုဆွဲထုတ်ပြီးလျှင်ရစ်ဘရိုဟိတ်မင်း၏ကျွန်းတစ်ယောက်ကိုခုတ်သဖြင့်နရွက်ပြက်လေ၏ ယေရှုကလည်းသင်တို့သည်ဓမြကိုဖမ်းတကဲ့သို့ငါကိုဖမ်းအံ့သောငါဓာနှင့်ဒုတ်များကိုလက်ဆွဲလျက် လာကြသည်တကားငါသည်ဗိမာန်တော်၌ဤတိုင်းဆုံးမဩဝါဒပေးလျက် သင်တို့အလေ၌ရှိနေစဉ်အခါသင်တို့သည်ငါကိုမဖမ်းမစည်းကြဤအကြောင်းအရာကစံစာပြည့်စုံပြီအကြောင်းဒီဟု ထိုလူများကိုမိန်တော်မူ၏ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုရောကိုစွန့်ပြစ်၍ပြေးကြ၏ လူလင်တယောက်သည်စောင့်တထဲကိုသာဝိလျက်နောက်တော်သူလိုက်သည်ဖြစ်၍မင်းလူလင်တို့သည် ထိုသူကိုဖမ်းဆီးကြ၏သူသည်လည်းစောင့်ကိုစွန့်ပြေး၍အဝတ်မရှိဘဲလူလင်တို့လက်မှထွက်ပြေးလေ၏ထိုသူတို့သည်ယေရှုကိုယိဘရဟိမင်းထံသို့စောင့်သွားကြ၏ထိုမင်းထံ၌ယိဘရဟိအကြီးလူအကြီးအကဲစံပြူစရာအပေါင်းတို့သည် စီးဝေးကြ၏ပေတရုသည်လည်းယိဘရဟိမင်း၏ အိမ်ဥအတွင်းတို့တိုင်အောင်ကုရောနှင့်ဝေးစွာလိုက်ပြီးလင်မင်းလူလင်တို့နှင့်အတူထိုင်၍မီးလုံလေ၏ယိဘရောဟိတ်အကြီးတို့နှင့်လှုပ်အရာရှိအပေါင်းတို့သည်ယေရှုကိုတတ်ရမည်အကြောင်းတတ်တည်ကိုရှာတော်လဲမတွေ့ကြလူများတို့သည်မမှန်သောတတ်တည်ကို ခံကြတော်လဲသူတို့၏တတ်တည်ခံချက်သည်မငြီးအချို့တို့သည်ထ၍ဤသူက လူတို့လက်ဖြင့်လှုပ်တော်ဤဘိမှန်တော်ကိုငါဖြိုဖျက်၍ လူတို့လက်ဖြင့်မလုတော့ဗိမ္မာန်တော်တဆူကိုတိဆောက်မီဟု ပြောဆိုသည်ကိုအကျွန်ုပ်တို့ကြားရပါပြီဟုတက်တီခံကြ၏တို့တော်လည်းသူတို့၏တက်တီခံချက်သည်မငြီးရစ်ဘရဟိမင်းသည် အလယ်၌မတ်တက်ထား၍တင်သည်တခုံးမြပြန်၍မပြောသလိုဤသူတို့သည်အဘယ်သို့တက်တီခံသည်ဟုယေရှုကိုမေးလျင် ကိုတော်သည်တခုံးမြပြန်ပြောတော်မမူဘဲတိတ်ဆိတ်စွာနေ၏တပံရစ်ဘရဟိမင်းက သင်သည်ခရစ်တော်ဒီဟုသော မင်္ဂလာရှိသောဘုရားသခင်၏သားတော်မှန်သလားဟုမေးပြန်လေ။ယေရှုကမှန်၏။နောင်ကာလ၌လူသားသည်တကူးတော်၏လက်ရာဘက်၌ထိုင်ရက်မိုးတိမ်ကို စီး၍ကြွလာသည်ကိုသင်တို့မြင်ရကြလက်တန်းဟုမိန့်တော်မူ၏။သူအခါယေဘရဟိမင်းသည်မိမိအဝတ်ကိုစုပ်လျက်အဘယ်တက်တီကိုလိုသေးသည်နီဖျားကိုလွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ အဘယ်သို့ထင်မှတ်ကြသနည်းဟုမေးမြန်းလျင်ကိုတော်သည်အသေးခံထိုက်ချောင်းကို ထိုသူအပေါင်းတို့သည်စီရင်ကြ၏ထိုအခါအချို့တို့သည်ကိုတော်ကိုတတွေးနှင့်ထွေးကြ၏မျက်နာတော်ကို ဖုံးပြီးလျင်လက်သီးနှင့်ထိုးလျက်ပရောဖက်ပြု၍ဟောတော်မူပါဟုဆိုကြ၏မင်းလူလင်တို့သည်လည်းပါတော်ကိုလက်နှင့်ပုတ်ကြ၏ပေတရုသည်အောက်မှအိမ်ဦး၌ရှိစဉ် ယိပရောဟိမင်း၏အစီအပားမိမတယောက်သည်လာ၍ပေတရုသည်မိလုံလျက်နေသည်ကိုမြင်သောအခါသူကိုစစ်စစ်ကြည့်၍တင်သည်လဲနာဇရက်မြို့သားယေရှုနှင့် ပေါင်းပေါ်သောသူဖြစ်သည်ဟု ဆိုလျင်ပေတရုကတင်ပြောသောအရာကိုငါမသိနားမလဲဟုယဉ်ခုံပြီးမှအိမ်ဦးရှိသို့ထွက်တော်ကြက်တော်လေ၏ နောက်တစ်ဖက်အစီအပားမိမ့်မသည့်ပေတရုကိုမြင်လင်အနား၌ရက်နေသောသူတို့အားဤသူသည်ထိုသူတို့အဝင်ဖြစ်သည်ဟုဆိုသောပေတရုသည်တဖန်ညင်းခုန်ပြန်၏ထို့နောက်များမကြာအနား၌ရက်နေသောသူတို့ကအကယ်စင်စစ်တင်သည်ထိုသူတို့အဝင်ဖြစ်၏တင်သည်ခါလိလဲလူဖြစ်၏တင့်စကားလဲတူ၏ဟုပေတရုကိုဆိုကြလင်ပေတရုကသင်တို့ပြောသောသူကိုငါမသိဟု ဒိတ်ထံပြု၍ချိန်ဆိုသည်နောက်တပံကြက်တုံလေ၏ယေရှုကကြက်သည်နှစ်ချိန်မတုံမီတင်သည်သုံးချိန်မြောက်အောင်ငါ့ကိုညှင်းပယ်လိမ့်မည်ဟုမိန့်တော်မူသောစကားကို ပေတရုသည်တတိယသဖြင့်ခေါင်းကိုချုံ၍ငိုချွေးလေ၏အာမင် God bless you